တရုတ်တန်အမန်နဲ့တွေ့ဆုံရင်ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးစေခုံတရုတ်တိုက်လေရင်တွေရုရှားစစ်တပ်မှရှိနေခြင်းနဲ့စစ်တပ်တုံးပစ္စည်းတွေထုတ်လုပ်ပေးဖို့အတွက်တရုတ်ကုမ္ပဏီတွေကကူညီပေးနေကြတဲ့ဆိုတဲ့သင်ပြချက်တွေအပေါ်လင်းနေတဲ့စိုးရိမ်မှုကိုဖော်ပြဖို့အပီလာ22ရက်နေ့မှာယူကရိန်းနိုင်ငံခြားရေးဝန်ကြီးကတရုတ်တန်အမတ်ကိုစေခေါ်ခဲ့တဲ့အကြောင်းရိုက်တာသတင်းမှဖော်ပြထားပါတယ် တရုတ်စစ်သားအနည်းဆုံး155ဦးလောက်ကရုရှားစစ်တပ်နဲ့အတူတိုက်ခိုက်နေပြီးအဲ့ဒီအထက်ကနှစ်ဦးကိုယူကရိန်းဘက်ကထိန်းသိမ်းခဲ့တဲ့အပြင်တရုတ်နိုင်ငံကရုရှားကိုလက်နက်ထောက်ပံ့ပေးနေတယ်ဆိုတဲ့သတင်းအချက်အလက်တွေမှာသူ့မှာရှေ့ချောင်းစီလန်စကီကပြောပါတယ်တရုတ်ဘက်ကတော့လက်နက်ထောက်ပံ့မှုနဲ့ပတ်သက်ပြီးပြီးခဲ့တဲ့သတင်းပတ်အတွင်းကရင်းဆိုထားပါတယ်တရုတ်ဘက်ကတော့တုံးနှစ်ကြာဖြစ်ပွားနေတဲ့စစ်ပွဲမှာဘယ်ဘက်ကမှလက်နက်ထောက်ပံ့မှုမရှိကြောင်းရင်းဆိုခဲ့ပါတယ် စစ်ပွဲအတွင်းပေပက်ကမှသေစင်းနိုင်တဲ့လက်နက်တွေထောက်ပပေးခဲ့တာမျိုးရှိကြောင်းပြီးတော့အရက်ပက်နဲ့စစ်ပက်နှမျိုးလုံးအသုံးပြုနိုင်တဲ့ပစ္စည်းတွေကိုလည်းတေချာစည်းကမ်းသတ်မှတ်ဆောင်ရွက်နေကြောင်းတရုတ်နိုင်ငံကြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကျန်းလင်းကပြောပါတယ်မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။